နှလုံးသားမပါဘူးလားမပါဘူးလားနဲ့ပြောကြလို့ဒီနေ့တော့ဝတိရှိကအန်ဒရီခန်းကြီးကိုနှလုံးသားပါတဲ့ခန်းကြီးတွေကြီး share လုပ်ပေးမှဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဝတိရှိကတော့ Nes Gallery Channel ကနေပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့အန်ဒရီ GLPD ဆမွေအတွက်အထောက်အကူဖြစ်စီမဲ့နှလုံးသားနဲ့ပတ်သက်တဲ့ခန်းကြီးလေးတွေကိုဒေလုံးလေးနဲ့တကွဝတိရှိက share လုပ်ပေးဖို့ပြင်ဆင်ထားပါတယ်ရှင်။အချိန်7မိနစ်လောက်လေးပေးလိုက်ရုံနဲ့ကိုတို့ကခန်းကြီးရော တွဲလုံးနေရော အများကြီးအများကြီးရတော့မှဖြစ်ပါတယ်။ဆာမွေးနာလေးနေပြီဆိုတော့အချိုးရှိစေမယ့်တွဲလုံးလေးတွေကိုလည်းအရင်ဟာနဲ့မတူဘဲနဲ့ထပ်ပြီးတော့ချက်ပြထားရပေါ့နော်။မတိရှိအရင်တော့တင်ခဲ့တဲ့ပုံစံကမွေးရင်ခန်းကြီးလေးတွေကိုတင်ပြီးခဲ့တယ်။အခုတော့မဏိက N4 ရောကပြင်ပြီးခဲ့သလိုပဲအခု N3 မှာလည်းတွဲလုံးလေးနဲ့တကွာပြင်ပေးထားပါတယ်။ဒါကြောင့်မလို့မတိရှိဒီဗီဒီယိုလေးကိုလက်မလွတ်ပဲကြည့်ကြဖို့အတွက်ကြိုကြလိုပါတယ်။ ။ဝတ္တိရဲ့ channel ကိုကြည့်တဲ့အခါမှာ channel က video တွေကိုကြည့်တဲ့အခါမှာမြန်မာနိုင်ငံကဆိုရင်ပြပြန်လေးခန့်ချပေးဖို့ request လုပ်ပါစေ။နောက်ပြီးတော့ကိုယ့်အတွက်အကျိုးရှိရဲဆိုလို့ရှိရင် like and share comment လေးရေးသွားခဲ့ပေးလို့ရပါတယ်။ကြည့်ကြဆိုရင်ဒီနေ့ရဲ့သင်ခန်းစာကိုစာကြမယ်နော်။ပထမဆုံးခန်းကြီးလေးရပါလဲဆိုလို့ရှိရင်မတူဆိုတဲ့ပြတင်းပေါက်ခန်းကြီးလေးမတူဆိုတဲ့ပြတင်းပေါက်ခန်းကြီးမကြီးရဘလို့လေးမှတ်မလဲဆိုရင်သူ့မှာလေဒီပေါ်ကဒီစိတ်ပိုင်းလေးရအပေါက်ကလေးအပေါက်ကလေးကနေဒါလေးရမို့ 元あれ ကိုကိုရနှလုံးသားလေးအပေါက်ကလေးကနေမှုသွားတဲ့နှလုံးသားလေးဘယ်ပေါက်ကမှုသွားတာလဲဆိုရင် မတူဆိုတဲ့ပြတင်းပေါက်ကမှုသွားတာမတူဆိုတဲ့ပြတင်းပေါက်မတူရဲ့နောက်ကခုချီတွက်လိုက်တဲ့အခါမှာခုချီကနေပြီးတော့ဂူချီဖြစ်သွားတယ်နောင်နောင်ချင်းတွေတော့မတူဂူချီစုံစမ်းမြင်မြင်ရနေရနောက်တစ်ခုကဒီမှာဆိုရင်ရှီကအိုနာချီရဲ့တူညီရဲ့ခန်းချီနောက်ကမတူဆိုတဲ့ပြတင်းပေါက်တူညီတဲ့ပြတင်းပေါက်တွေမဟုတ်ဘဲနဲ့ဒီမှာဆိုရင်ဒိုးဆိုးတီចောင်းတူလာတယ်နောက်ကကင်ထက်လိုက်တဲ့အခါမှာဒိုးဆိုးကင်ចောင်းနာဟာတွေ့ဆုံပွဲတွေပါတယ်ဖြစ်သွားမယ်ပေါ့နော် ။ဒါကတော့ပထမအဆုံးခန်းကြီးပါ။မာတုပြတင်းပေါက်မာတုဂူချီစောစံမီမြရနေရဒိုဆိုကျောင်းတူရာဒိုဆိုကိုင်းဆိုရင်ကျောင်းမဟာတွေ့ဆုံပွဲ။မတကြီးဒီတစ်ခါတော့တွဲလုံးလေးတွေပါထည့်ပေးထားပါတယ်။နောက်ခန်းကြီးတစ်ခုနောက်ခန်းကြီးတစ်ခုကဒီခန်းကြီးလေးပါ။မတကြီးတို့ရှေ့မှာအောနာအမျိုးသမီးခန်းကြီးပါမယ်။နောက်မှာ sorry မတ်တာ ထပ်ပြီးတော့နောက်ထပ်ဆိုရဲခန်းကြီးပါမယ်။အောက်မှာခူခိုးရိုဆိုရဲနှလုံးသားလေး၊ကောင်မလေးကလေထပ်ပြီးတော့နှလုံးသားလေးကနေပြီးတော့စိတ်ဆိုးသွားတယ်။ကောင်မလေးကထပ်ပြီးတော့နှလုံးသားလေးကနေစိတ်ဆိုးသွားတယ်။ဒါမှမဟုတ်ရင်လေကောင်မလေးနောက်ထပ်ထားလို့နှလုံးသားလေးကနေစိတ်ဆိုးသွားတာ။အိုခိုရုစိတ်ဆိုးတာ။အိုခိုရုစိတ်ဆိုးတာ။ခန်းကြီးနှလုံးရှိသွားပြီနော်။နောက်ထပ်တစ်လုံး။နောက်ထပ်တစ်လုံးကဒီခန်းကြီးလေး။အဲ့မှာအပေါ်ကဒါလေးဆိုရင်လူတိုင်းသိကြမယ်။ကိုကိုကိုဆိုရဲခန်းကြီး။ ုကုကိုဆိုတဲ့ခန်းကြီးအောက်ကနှလုံးသားကိုယ့်ရဲ့နှလုံးသားလေးကနေလေကိုကိုရိုင်းအသက်ရှူရမယ်ကိုယ့်ရဲ့နှလုံးသားလေးကနေအသက်ရှူရမယ်ကိုယ့်ရဲ့နှလုံးသားလေးရှိမှ ikki အသက်ရှူလို့ရမယ်ပေါ့နော် ikki အသက်ရှူတာ ikki အသက်ရှူတာဒါလေးကတော့ specialist လေးပါ ikki လည်းမတော်မူသူ့ရဲ့စုတ်ခုလည်းမတော်မဲနဲ့မုစုခိုးဆိုတဲ့သားမုစုခိုးဆိုတဲ့တာကိုကိုရိုင်းမွေးထားတဲ့တာကို မုစုခိုးလို့ခေါ်ပါတယ်။နောက်တစ်ခုကကျတော့ရှီယာအီခိဆိုတဲ့အသက်ရှူတာနောက်ကခီတယ် ဖြတ်တဲ့ခန်းကြီးအဲ့တော့ ikki khi တဲ့ကနေ ghi တဲ့ဖြစ်သွားပါတယ် ikki ghi တဲ့ဆိုလို့ရှင်တော့ဒါအသက်ရှူတာကိုဖြတ်တယ်ဆိုမှတော့အသက်ရှူမဝတာအသက်ရှူကျက်တာတွေမှာသုံးမယ်ပေါ့ ikki muzuko ikki ghi တဲ့လေးလုံးရှိသွားပြီเนาะနောက်တစ်လုံးနောက်တစ်လုံးကဒီခန်းကြီးလေးအဲ့ဒီမှာဒါလေးကိုမြင်ဦးဒီ UN fight တုံးကဒီခန်းကြီးလေးတွေပြန်မှတ်ရလိမ့်မယ်ဒါကတချီမဆိုတဲ့မတရတာဒါကဟိဆိုတဲ့နေ ဟိဆိုတဲ့နေတမမလို့ရှိရင်နေပေါ့နော်နေပူကြီးထဲမှာမတရက်ကတော့အတန်နေထွက်လာတယ်ဒါကဥတူဆိုတဲ့အတန်ခန်းကြီးလေးအဲ့ဒီဥတူဆိုတဲ့တမဲအတန်ခန်းကြီးလေးရဲ့အောက်မှာခုခိုးလိုလေးထည့်လိုက်တာအဲ့တော့နှလုံးသားရဲ့အတန်နှလုံးသားရဲ့အတန်ကိုအနှံ့ထိပ်ပဲဖွင့်မယ်တမမလို့ရှိရင်ခန်းစားချက် ခန်းစားကြည့်နေပေါ့နော်ဒါသည် e ဆိုတဲ့အနက်ဒိတ်ပဲဘယ်ဒီမှာသုံးပါလဲဆိုလို့ရှိရင် e ခန်းဆိုတဲ့သဘောထားတွေအမြင်ခန်းဆိုင်ဝတ်သရှိတို့ mimas ခန်းကြီးနဲ့သွားမယ်ကြည်တီခန်းကြီးနဲ့ e ခန်းသဘောထားအမြင်နောက်တစ်ခုကကြတော့အာကြီးဆိုတဲ့အရသာခန်းကြီးနဲ့ပေါင်းလိုက်တဲ့အခါမှာ e mi ဆိုတဲ့အဓိပ္ပာယ်အိမီဆိုတဲ့အတိပဲကြီးတဲ့ခန်းကြီးနဲ့ပေါင်းလိုက်တဲ့အခါမှာအိခန်းဆိုတဲ့သဘောထားတွေအမြင်တွေဖြစ်သွားပါတယ်။နောက်ထပ်တစ်လုံး နောက်ထပ်တစ်လုံးကတော့ဒီခန်းကြီးလေးဖြစ်ပါတယ်။ခုနကတော့ဝတိရှိတို့အီမီတို့အီခန်တို့ကအီလေးကိုရှေ့မှာလူလေးနဲ့ပေါင်းလိုက်တာ။အဲ့တော့လေလူကလေအနေနဲ့ပဲရှိတယ်ဆိုတာသူ့လက်ထဲမှာတန်တရာရှိမှဖြစ်မှာ။လူတွေကလေဒါမှမဟုတ်လို့ရှင်ခန်းစားကြည့်တာ။လူကခန်းစားကြည့်တာ။လူကခန်းစားကြည့်တာသူ့ကိုသူ့သူ့ခန်းစားချက်ရှိတာပေါ့နော်။ငါမှတန်တရာရှိရင်ကောင်းပါပဲ။အဲ့လိုမျိုးမှတ်ခြင်းမှာပေါ့နော်။လူနဲ့အီဆိုတဲ့အနေနဲ့ပဲနဲ့ပေါင်းလိုက်တဲ့အခါမှာအုတ်ခုဆိုတဲ့တန်တရာဖြစ်သွားပါတယ်။နောက်ထပ်တစ်လုံး ကဲဒါလေးနှလုံးသားလေးကိုဖြတ်ပလိုက်တယ်နှလုံးသားလေးကိုဖြတ်လိုက်တယ်နှလုံးသားလေးကနေဖြတ်ပြီးတော့ခနာရစုမပြတ်မကွက်လာခဲ့နော်နှလုံးသားလေးကိုဖြတ်ပြီးတော့ခနာရစုမပြတ်မကွက်လာခဲ့နော်ခနာရစုမပြတ်မကွက်ဆက်ဆက်လို့လဲသုံးတယ်သူ့ရဲ့အုံယုံမိနေတွဲပြီးတော့ဟိဆွယောနဟိဆွယောနဆိုရင်လိုအပ်တော့မတရှိတော့လေဒီယောလီကကြတော့ဣလူဆိုတဲ့ရှိတာဣလူရှိတာဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဟိရှိနိဟိဆကဆုတ်ကိုဆောင်းထက်တန်နဲ့တွားပြီးတော့ ဟိရှိနိဟိရှိနိမှာပါတဲ့ဒီရှိလေးကကြတော့ရှိမဲဆိုတဲ့တည်တဲ့ခန်းကြီးမဖြစ်မနေတည်ရဲဆိုမှာတော့ပြင်းပြင်းထန်ထန်ဖြစ်လို့ပေါ့ဟိရှိနိဆိုရင်ပြင်းပြင်းထန်ထန်ဟိရှိနိပြင်းပြင်းထန်ထန်ဟိဟိဆိုယောနာဟိဆိုယောနာလိုအပ်တော့ခနာရဇုမဖြစ်မကွက်မိနိုင်တဲ့စကားလုံးလေးတွေကြည့်ပါပဲဒီချာလေးမဆီချင်ပါတယ်နောက်ထပ်တလုံးမြန်လာမလို့တပြည့်ဝဆောင်းသွားရင်ထင်တယ် နောက်ထပ်တစ်လုံးကလေအပေါ်ကခန်းကြီးလေးကဝတိရှိတို့အိမအခုခန်းကြီးလေးအိမဆိုရဲအခုအခုခခိုးလို့ဆိုရဲနှလုံးသားလေးကအခုနှလုံးသားခံစားချက်မကောင်းမှုကွဲဝမ်းနေနေလေအိမဆိုရဲနှလုံးသားအိမအခုအောက်ကနှလုံးသားလေးသူတည်နန်း ဝန်ယောင်မီသူများနဲ့ပဲတွေ့မှာဇန်နန်ဟောဒီရှိတို့တော့မမြန်သိကြရတယ်ဇန်နန်ဒက်စငါတို့တော့တုံးနေမလားအဲ့တော့ဇန်နန်ဇန်နန်ဆိုရင်ဒါစိတ်မကောင်းတာအခုနှလုံးသားလေးကနေစိတ်မကောင်းနေဘယ်မှာသုံးမှာလဲဇန်နန်မှာသုံးမှာမလို့ဇန်နန်နဇန်နန်နစိတ်မကောင်းတော့နောက်မှာဆိုလို့ရှိရင်ဟောဒီရှိတို့ဒီခိနဲ့တွေ့လိုက်တဲ့အခါမှာခိနဲ့ခိနဲ့ရဲ့အခြေပဲကဘာလဲဆိုလို့ရှိရင်ဟောဒီရှိတို့အမှတ်တရတွေကိုပြောတာဖြစ်ပါတယ်လောက်တော့လေခိနဲ့အမှတ်တရ ခိနံအမတ်တရားဇန်နနစေမကောင်းသောဇန်နနစေမကောင်းသောနောက်ထပ်ခန်းကြီးဆက်သွားမယ်နော်ဒီကြလုံးလေးကိုပြီးမှပြောမယ်ဒါလေးကြော်ပြောမယ်ဒါလေးကလေဟိဟိကြောင့်ကုချီတို့ဘာလို့မှပါတယ်ဟိလေအဲ့ဒီရအောင်မှာနှလုံးသားလေးထည့်လိုက်တဲ့အခါမှာခါနာရှိဝန်နေသောနောက်အနေဟိုဘဗ်အနေနဲ့ဆိုရင်ခါနာရှိမှုဝန်နေချီ껙သည်ခါနာရှိဝန်နေသော HD လေးရတယ်ဘဗ်လေးရတယ်ခါနာရှိခါနာရှိမှုနောက်ထပ်တစ်လုံး နားနဲ့တလုံးကအပေါ်မှာဒီဟာလေးနဲ့အောက်ကဒီနှလုံးသားလေးနဲ့ပေါင်းလိုက်တဲ့အခါမှာဝါရုဤဝမ်းနေရပြီဆိုမှတော့ဆိုးလို့ပေါ့နော်ဝါရုဤဆိုးတော့ဝါရုဤဆိုးတော့ဝါရုဤလေးမှတ်ထားရင်ရပါပြီဝါရုဤဆိုးတော့နောက်တလုံးနောက်တလုံးကဒီအောက်ကဒီခန်းကြီးလေးအောက်မှာနှလုံးသားလေးပါတယ်အပေါ်ကဒီဟာလေးနဲ့မတရှိတော့ဒါလေးကိုခန်း ခန်းဆိုတာစိတ်ခံစားမှုတွေစိတ်ခံစားချက်တွေပြောတဲ့နေရာမှာသုံးတယ်စိတ်ခံစားမှုတွေစိတ်ခံစားချက်တွေပြောတဲ့နေရာမှာသုံးတယ်ခန်းကြီးတို့ခန်းကြီးတို့ကခံစားတာခန်းကြီးတို့ခံစားတာနောက်တစ်ခုကဒီမှာဆိုရင်ခန်းကြီးတို့ရဲ့ခံစားတာဒီတစ်ခုကကျတော့ဝတ္တရှိတို့တွေလေရွှေလျားတဲ့ခန်းကြီးလေးအဲ့တော့စိတ်ခံစားချက်တွေကရွှေလျားနေဆိုတော့စိတ်လှုပ်ရှားတာပေါ့ခန်းကြိုးစိတ်လှုပ်ရှားတာခန်းကြိုးစိတ်လှုပ်ရှားတာ နောက်တစ်ခုကဒါလေးခုမှပြောမယ်အပေါ်ကလေးကအိုက်တေတို့ဘာလို့မှပါတယ်တစ်ဖက်လူတစ်ဖက်သားဆိုတဲ့အခန်းကြီးလေးထဲမှာပါတယ်အပေါ်ကဟာလေးကအဲ့ဒီတစ်ဖက်သားနဲ့အောက်ကနှလုံးသားလေးတစ်ဖက်သားရဲ့နှလုံးသားလေးကိုစဉ်းစားမယ်ပေါ့နော်ခန်းဆူပရမအောင်ဆုံးခန်းရဲ့အောက်မှာခုနကတော့ခန်းကြီးကိုခန်းစားတာနဲ့အခုတွေ့တော်စဉ်းစားတဲ့ဆိုးနဲ့ပေါင်းလိုက်တဲ့အခါမှာခန်းဆူခန်းဆူဆိုပြီးထွက်မယ်ပေါ့နော်ခန်းဆူ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 ဆိုတာကဝတ္ထုရှိတို့စိတ်ခန်းစားချက်တွေထင်မြင်ချက်တွေကိုပြောတာ ခန်းဆူစိတ်ခန်းစားချက်ထင်မြင်ချက်ရှင်မဒီရော့လေးနဲ့ပေါင်းလိုက်တဲ့အခါမှာရော့ဆူရော့ဆူကကြတော့လေမင်းကြီးတို့ခတ်မှန်းချက်တွေမှာသုံးပါတယ်ခတ်ရော့ဆူခတ်မှန်းချက်ခန်းဆူစိတ်ခန်းစားချက်ရော့ဆူခတ်မှန်းချက်နောက်ဆုံးခန်းကြီးတလုံးဒါကတော့ရှင်မပါသွားပြီးပြီပေါ့နော်ဟဲ့စမမဆက် ဒါရှိမှာပါသရှိဒီဟာနဲ့ပတ်သက်ပြီးတင်တော့ပါသွားပြီဒါပေမဲ့ဒီနှလုံးသားထဲမှာလည်းမမီအောင်လို့ချက်ချက်ပေးထားတယ်။အပေါ်ကတေးတာအောက်ကနှလုံးသားလေးနှလုံးသားလေးတေးပြီးဆိုမှတော့မေ့ပြီပေါ့။ဝါဆိုလဲတို့မေ့တာ ဝါစုတဲတို့မိတာဘိုးဆိုပြီးတောင်းအောင်မယ်အတုံးကတွဲလုံးနေမတင်ထားဘူးအခုတွဲလုံးနေပါအထက်ထည့်ပြီးခြင်းလို့ဘိုးနန်းကင်ဆိုရင်နှစ်ကောင်အထိမ်မတ်ပွဲဘိုးဘိုးကမိတာနန်းကနှစ်ကင်ကပွဲမိရဲ့နှစ်ရဲ့ပွဲဆိုတော့ပြောချင်တာကကုံသွားပြီဖြစ်တဲ့ပွဲပေါ့နော်ကုံသွားပြီဖြစ်တဲ့နှစ်နဲ့ပတ်သက်တဲ့အထိမ်မတ်ပွဲဆိုတော့နှစ်ကောင်အထိမ်မတ်ပါတီပွဲတွေပါတွေကိုပြောတာဖြစ်ပါတယ်နောက်ကကြတော့ဝါစုရဲ့မော်နိုဆိုတော့မိကြံပစ္စည်းပေါ့ โอเคအားလုံးကိုတော့ငွေကြေးတိုင်းနဲ့များချုပ်ပြောသွားရပေါ့နော်ဗီဒီယိုဖိုင် အရန်ရှည်သွားလို့ရှင်လဲမမက်ချင်မှာဆိုလိုပါအရန်ကြီးအစ်စ်တီရှင်နေမှာဆိုလိုပါဒါကြောင့်မလို့တခုတစ်ခေါက်စီပဲပြောသွားရတယ်။တစ်ခါတိုင်းနဲ့မမက်မိတဲ့သူကတော့နှစ်ခေါက်သုံးခေါက်နားထောင်ပြီးပါတစ်ခါတိုင်းနဲ့မမက်မိတဲ့သူတွေကတော့တစ်ခါပဲနားထောင်ပြီးပါပေါ့ လိုမျိုးလေးတွဲလုံးလေးနဲ့တင်ချင်တာမလို့ဦးတချီကဒီလိုပုံစံမျိုးလေးပြောင်းလိုက်ပါတယ်။ဆာမွေလင်နာနီးပြီဆိုတော့လေတွဲလုံးလေးတွေပါမျိုးလုံးနဲ့မှမြင်တဲ့အခါမှာဆာမွေအတွက်တခါတည်းအထောက်အကူဖြစ်တော့အောင်လို့ပါအရင်ပုံစံတင်တာလေးထက်ဆိုင်ဒါလေးကပို့ပြီးအကျိုးရှိမယ်ပေါ့နော်။ and forum ကတင်ခဲ့တဲ့ပုံစံလိုမျိုးပဲအကျိုးရှိမယ်ထင်လို့ဒီလိုပုံစံမျိုးလေးတင်လိုက်ပါတယ်။အပြင်မှာမိုးရေရွာနေရရဲ့ပြီးတော့တင်တန်းနေဆက်တက်ဆက်တက်ဒီစာရီတင်ပြီးမှပြောရတာဖြစ်တဲ့အတွက်ကြောင့်မလို့ နည်းနည်းလေးတော့လိုအပ် flat ပြနေပါတယ်တကယ်လို့များအမားပါသွားခဲ့လို့ရှင်လဲချစ်တဲ့စင်နဲ့နားလည်ခွင့်လို့ပြကြပါလို့ပြောရင်လည်းဝတ္တရှိရဲ့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ပြစီကြမာတာနေဘိုင်ဘိုင်ကိုရဆုမိ